ကဘာကျော်မန်ယူအသင်းကိုဂိုးသွင်းနိုင်ခဲ့တာကြောင့်မြန်မာဘောလုံးအဖွဲ့ကမထင်မှတ်ထားတဲ့စုချင်းငွေချင်းချင်းခံရတဲ့မောင်မောင်လွင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။မောင်မောင်လင်ကတော့မြန်မာလယ်ရွေးစင်ကစားသမားတယောက်အနေနဲ့မြန်မာနိုင်ငံရဲ့ဂုံကိုစောင့်ပေးထားနိုင်သူဖြစ်ပါရစေ။ကမ္ဘာကျော်မန်ယူအသင်းလိုအသင်းကြီးတစ်သင်းနဲ့ ထိတ်တိုက်အရင်ဆန်ရပြီးတော့ဘောလုံးကစားဖို့အခွင့်အရေးဆိုတာမြန်မာဘောလုံးသမားတယောက်အနေနဲ့တော့ရှားပါအခွင့်အရေးဖြစ်ပါတယ်။အဲဒီအခွင့်အရေးကိုမမောင်လွင်ကရရှိခဲ့သလိုရလာတဲ့အချိန်အခါကိုဂုံယူရတဲ့အခိုက်အတန့်အဖြစ်အကောင်းဆုံးအသုံးချနိုင်ခဲ့တာပါ။ဒါကြောင့်မို့လဲမမောင်လွင်ကမန်ယူအသင်းကိုပထမဆုံးဂိုးသွင်းနိုင်တဲ့မြန်မာကစားသမားအဖြစ်သမိုင်းတွင်နိုင်ခဲ့ပါပြီ။မန်ယူအသင်းကိုဂိုးသွင်းပေးလိုက်တာကြောင့်မြန်မာနိုင်ငံကမန်ယူပရိသတ်တွေအရတော့အသေးကွဲနေရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းကုံဆောင်ပေးခဲ့တာဖြစ်လို့အလုံးကဝမ်းသာကုန်ပြူနေကြတာဖြစ်ပါတယ်မြန်မာနိုင်ငံဘော်လုံးအသင်းချုပ်အနေနဲ့လည်းမမောင်လွေရဲ့လုပ်ရက်ကအကုန်ပြူစရာကောင်းတာကြောင့်ပွဲအခမ်းအနားကျင်းပပြီးတော့အကုန်ပြူပေးခဲ့ကြပါတယ်နိုင်ငံကုန်ကိုနိုင်ငံတကာအလဲမှာဝင်ကြွားခွင့်ရအောင်ကုံဆောင်ပေးနိုင်ခဲ့တဲ့မမောင်လွေကိုမထင်မှတ်ထားတဲ့စုစည်းငွေချိမြင့်ပေးခဲ့တာဖြစ်ပါတယ်ဘော်လုံးအသင်းချုပ်ကလည်းမမောင်လွေအတွက်စုစည်းငွေသိန်းတစ်ထောင်ချိမြင့်ပေးခဲ့တာဖြစ်ပါတယ်သိန်းတစ်ထောင်ဆိုတဲ့ပမာဏကမြန်မာနိုင်ငံအနေနဲ့တော့ ော်လေးကိုများပြပါရယ်ဒါပေမဲ့မမောင်လွင်ရဲ့လုပ်ရက်က သိန်းတစ်ထောင်လောက်အထိဂုံဖြူထိုက်တာကြောင့်စုချင်းမြင့်ပေးလိုက်တာဖြစ်ပါတယ်။မမောင်လွင်ကလည်းသိန်းတစ်ထောင်စုချခံရတဲ့အပြင်ဘလုံးအသိန်းကျုံရဲ့တာဝန်ရှိသူတွေကိုယ်တိုင်ဂုံဖြူပေးတာမို့ဝမ်းသာကျေနပ်လို့နေတာဖြစ်ပါတယ်။တကယ်တော့တခြားနိုင်ငံကြီးတွေမှာဆိုရင်အခုလိုဂုံဆောင်နိုင်သူကိုမြန်မာနိုင်ငံမှာချင်းမြင့်တဲ့စုချင်းငွေထက်များစွာချင်းမြင့်ဂုံဖြူကြတာဖြစ်ပါတယ်။ဂိုးသွင်းလိုက်တဲ့အသိန်းကလည်းတစ်ချိန်ကဘလုံးလောကရဲ့ဘယင်ဖြစ်တဲ့မန်ယူဖြစ်တာမို့စုချင်းငွေကမြင့်ရတာပါ။ ချမ်းသာတဲ့အာဆီယံနိုင်ငံတွေမှာတော့အခုလိုဂိုးသွင်းနိုင်တဲ့ပေါလုံသမားအတွက် စုချင်းငွေကိုဒေါ်လာသိန်းနဲ့ချီအထိချီမြင့်သတ်မှတ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကတော့ချမ်းသာတဲ့အာဆီယံနိုင်ငံတွေလိုမရှိနိုင်သေးပါဘူး။မျက်နှာမငယ်ရအောင်တက်နိုင်တဲ့စုချင်းငွေနဲ့သိန်းတစ်ထောင်ဆိုတဲ့ပမာဏကိုအမြင့်ဆုံးချီမြင့်ကြတာဖြစ်ပါတယ်။ ောင်မောင်လင်းကအာဆီယံနိုင်ငံတွေရအသင်းတွေမှာတွားကစားတော့ကဆိုရင်တလရတဲ့လစာကဒိန်းယာချီကက်နေတာဖြစ်ပါတယ်။ပြည်ပမှာတွားကစားတဲ့မြန်မာလူရေးစင်ကစားသမားတွေတဲမှာဆိုရင်လစာအမြင့်ဆုံးကစားသမားတစ်ယောက်တောင်ဖြစ်ခဲ့သေးတာပါ။ပြည်ပအသင်းမှာကစားတော့ကတနစ်ကိုဒိန်းတတောင်းဝင်းစင်အထီကိုရရှိခဲ့တဲ့ယာတီတွေလည်းရှိခဲ့ပါတယ်။တချို့ကတော့အရင်ကဆိုရင်မောင်မောင်လင်းကိုလေကြီးတဲ့ကစားသမားတစ်ယောက်ဆိုပြီးတော့ ဝေဖန်ကျင်ကြတာပါမောင်မောင်လွင်ကအနိုင်ကျင်စိတ်ပြင်းထန်သူဖြစ်တာမို့မပြိုင်ခင်မှာသူဘလောက်တောင်ကြိုးစားကြင်ကြောင်းအမြဲထုတ်ပြောတတ်ပါရဲ့ဒါအပြင်ထင်ထားသလိုမဖြစ်လာရင်လည်းအားမလို့အားမရဖြစ်ပြီးတော့ခံစားချက်ကိုထုတ်ပြတတ်ပါရဲ့ဒါကြောင့်မို့လဲမောင်မောင်လွင်ကဝေဖန်ခံရတာတွေအများကြီးရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါဒါပေမဲ့မောင်မောင်လွင်က နိုင်ငံကုံဆောင်မယ်ဆိုတဲ့ပန်းတိုင်ကိုရှောင်းအောင်လဲအကောင့်ထဲပေါ်နိုင်တဲ့သူပါအပြောကြီးတော့တယ်မဟုတ်ပဲလက်တွေ့ဖြစ်လာအောင်ပါအကောင့်ထဲပေါ်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ကဘာကျော်မန်ယူအသင်းကိုကိုးသွင်းနိုင်ခဲ့တဲ့မောင်မောင်လေးအတွက်ဂုဏ်ယူလာဆိုတာကောမန့်လေးထဲမှာပြပြပေးပါအောင်ဆုံးဒီကြည့်ရှုပေးလို့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်